ဂျိုရှွာဘန်ရဲ့ပွန်တိုဂျာရဲ့ထိုးပွဲကြီးကတော့မထင်ထားတာတွေဖြစ်ကုန်ပြီဟေ့အခုထွက်ပေါ်လာတဲ့သတင်းတွေက UFC ကိုရိုင်းကဂျိုရှွာဘန်ကိုပွန်တိုဂျာယူကိုအနိုင်ယူပြီးတော့ UFC ရဲ့ flyweight dan champion တဲ့အဖြစ်ဖြစ်လာဖို့အတွက်အရောက်အမအလိုရှိနေကြောင်းကြားသိရပါတယ် အခု UFC ကဒါ Joshua ဘန်ရဲ့ coming out တွေမှာဆိုရင် champion လောက်เนาะ UFC ရဲ့323ပြိုင်ပွဲကြီးကလာတော့မယ်เนาะအဆရှိသဖြင့်ဒါကျွန်တော်တို့ Joshua ဘန်ရဲ့ post out တွေမှာ UFC ကသွားပြောနေတာဖြစ်တဲ့အတွက်ဒါနိုင်ငံတကာပြည်သက်တွေကြားထဲမှာ ဒါ UFC ကိုရင်က Joshua Van ကိုနိုင်စေချင်နေတာသိတာလို့ ਨੇ ဆိုပြီးတော့ပြောဆိုနေကြတာပါအမှန်မှဆိုရင်ကျွန်တော်တို့ Bando Jaya က Flyweight တန်းမှာ Champion ဖြစ်လာတာကြားပြီဗျာဘလို့ပြောရမလဲ ਉਹ လေး ਉਹ နေပြီးအသက်36နှစ်ကိုရောက်တော့မယ်ဆိုတော့ဘလို့ပြောရမလဲ Bando Jaya က Flyweight တန်းမှာ Champion ကြီးရောက်အောင်မတော်တယ်ဒါပေမဲ့သူ့ရဲ့ကစားဟန်ကပြည်သက်ကိုဆွဲဆောင်နိုင်ခြင်းမရှိဘူးဗျ။เนาะကျွန်တော်နဗန်းသမားနဲ့ကျွန်တော် MMA fighter တွေနဲ့ရှင်လိုက်မယ်ဆိုရင်ဘယ်သူက ဒါပွဲချီကောင်းအောင်ကစားနိုင်တယ်လေဆိုတာလူတိုင်းသိပါတယ်เนาะဆိုတော့ Joshua ဘန်ကတော့အလုံးလေးတီထားကြရတဲ့အတိုင်းပါပဲကစားတဲ့အခါမှာပရိသတ်တွေကိုဖျော်ဖြေမှုအရောက်မှပေးနိုင်တယ်เนาะ Brandon River နဲ့ပွဲမှာဆိုရင် fire up တဲ့နိုင်ရတယ်ဗျာဆိုတော့ဘယ်လိုပြောရမလဲ Joshua ဘန်ကအရောက်မှပရိသတ်တွေကိုဟင်ကနေဟာကနေဖြစ်သွားအောင်လုပ်ပြနိုင်တယ်ဒါဘယ်လိုပြောရမလဲ လူကိုဆွဲဆောင်နိုင်တဲ့ဆွဲဆောင်နိုင်တဲ့တကယ်ကိုမှဒါဖိုက်တာကောင်းတယောက်ဖြစ်တယ်ဗောလေဒီလိုပြောပြောလို့ဘန်ဒိုဂျာကြီးမကောင်းလို့ပြောတာမဟုတ်ဘူးဘန်ဒိုဂျာကြီးအကောင်းလုံးနေတာမှန်တယ်ဒါပဲမဲ့လေသူကသူ့ရဲ့ကစားဟန်ကနဗန်းကပြင်းเสียကောင်းနေဗျာဒါနဗန်းခြိုက်တဲ့သူတတော်ဟုတ်တယ်မလားသူ့ရဲ့ကစားနီးကိုခြိုက်တဲ့သူတတော်ဒါမဲ့ကျွန်တော်တို့သိရမလားဟိုခြေရတာကဝုံတိုင်းသူဆိုးကိုထုတ်ပိုခြိုက်တယ်ဗျာဆိုတော့ဟိုချန်ပီယံလေးဖြစ်လာကြပြီပြီးတဲ့ခါကျတော့ဒါ online ပေါ်မှာလည်းပုံမိုပြီးတော့ဒီစိတ်ဝင်စားအောင်လည်းတိတ်မလုပ်နိုင်တဲ့ပန်သူဂျာယူကိုအားယူစေချင်နေရတော့เนาะဒီ champion တယောက်အဖြစ်ကနေဟိုနောက်ထပ် champion အတစ်တယောက်ပေါ်ထွက်လာဖို့အတွက် UFC ကလိုရှိတယ်ဗျာရှင်းရှင်းပြောရမယ်ဆိုတော့ဟုတ်တယ်မလားဆိုတော့ကိုချိန်မှာတော့နိုင်ငံတကာပြည်သူတီချာမှာအခုလိုမျိုးဖြစ်ပေါ်လာနေတာပဲဖြစ်ပါတယ်เนาะပန်သူဂျာကမနေ့ကအင်တာဗျူးမှာဆိုလည်းဗာပြောသွားလဲဆိုတော့ အင်တာဗျူအားမေးတယ်ဗျာဟိုပန်တိုဂျာကြီးကဟိုဖိုက်တာတွေအကုန်လုံးနဲ့ထိုးဘူးတယ်ဒါပဲမဲ့ဂျိုရှွာဘန်လိုဖိုက်တာမျိုးနဲ့တော့မထိုးဘူးဆိုပြီးတော့ဒါဂျိုရှွာဘန်ကသူတို့နှစ်ယောက်ကိုကျွန်တော်တို့ fist off เนาะဒါ rebrander river ကိုအနိုင်ယူပြီးတဲ့ကာလမှာလှုပ်ပေးလိုက်တဲ့အခါမှာဟိုပြောသွားတဲ့စကားနဲ့ပတ်သက်ပြီးမေးမြန်းလိုက်တဲ့အခါမှာဟုတ်တယ်တဲ့เนาะဂျိုရှွာဘန်က ဟိုတခြားသောဖိုက်တာတွေလိုမျိုးဝိတ်ချစရာလည်းမလိုဘူးတဲ့ဗျာနော်ပြီးတဲ့ခါကျတော့သူကခမ်းမန်းရအရန်ခက်တယ်တဲ့ Brandon Brandon River နဲ့ပွဲမှာလဲဒါနောက်ဆုံးခြေထိဗျာ Brandon River ကနိုင်ခါနီးမှာမှနောက်ဆုံးခြေမှာဗျာဟိုအလေးထိုးလိုက်တာဖြစ်တဲ့အတွက်နော်ကျွန်တော်တို့နောက်တောင်းကြသွားဖြစ်တဲ့အတွက်ဟို Joshua Van ရဲ့အနိုင်သွားပြီပေါ့နော်ဆိုတော့ဟို Joshua Van ကလုံးဝကိုဘယ်လိုပြောမလဲဝိတ်လက်ချစရာမလိုတဲ့ fighter ဖြစ်တယ်ခမ်းမန်းလို့မရတဲ့ fighter ဖြစ်တဲ့အတွက်သူ့အနေနဲ့ဒါသူ့ရဲ့ခပတ်ကိုတောင်ဟိုအခက်မသိရင်ဆုံးရှုံးသွားနိုင်တဲ့အနေထားဆိုပြီးတော့ ဟိုဘန်နိုချာကြီးကပြောသွားခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့เนาะ UFC ကတော့ Joshua ဘိုင်းကြီးအနိုင်ရဖို့အတွက်လူရှိနေပြီကျွန်တော်ပြည်သက်တွေပဲအားပေးကြရအောင်ဗျာ။ဘွဲကအရန်နီးလာနေပြီ။ရန်ခုန်နေပါပြီဗျာ။